အညာအလင်းဟာခင်သူနဲ့သူကမတူကြဘူးတဲ့ထင်မှန်နော်အညာအလင်းဟာအာနေလို့မောဟအမောင်များရင်တဲ့သုံးမိချက်ကြာလွဲတဲ့ရှေ့မှာပေါ့အဝေးမမြင်ဘူးဖြစ်နိုင်မဲ့စိုးကြောကောင်းယူနှစ်ခုရှင်ပြီးတော့မကြည့်နိုင်ဘူးဥမာအဖြစ်ခြေသမားကြီးကြည့်လိုက်ပေါ့နော်ခြေထိုးရင်ရမယ့်အဆအဝဲအတွက်တယ်ဒါဆိုရင်ဘယ်လောက်ရမယ့်အတွက်တယ် အဲပါသွားလို့ရှိရင်ရှုံးတဲ့ငွေကိုဘာနဲ့ကာမလဲဆိုတာကြာမပါတော့ဘူး။ဒါအမှောင်ခေါ်တယ်စိတ်မှန်တော့အမှောင်တာဖုံးတော့ဟာဒါရမှာသာသူကြည့်တာ။ဒါတလောက်ကိုတပတ်လုံးထိုးမယ်ဆိုရင်မင်းငွေဘလောက်ကုန်သွားမှဆိုတာမစဉ်းစားမိဘူး။မရခဲ့တော့ကုန်ခဲ့တဲ့ဒီငွေဘာနဲ့ဖာမလဲဆိုတာမပါဘူး။ဆိုးကျိုးမကြည့်ဘူးကောင်းကျိုးကြီးကြည့်တာတပတ်။ဟုတ်မို့လားအမှန်ကြည့်ရမှာကကောင်းကျိုးဆိုးကိုခြိမ်ပြီးတော့ပညာထင်းစိတ်ကကြည့်ရ ဆိုတော့ပညာမပါဘဲနဲ့မောဟတံများတဲ့ပုဂ္ဂိုလ်ကြတော့အလင်းတက်ကဖတ်မလာတော့ပါဒုဂျင်နာတစ်ခုလေးသွားတော့တာအဲ့တော့လုံးလိုက်တဲ့အခါချော်လဲကုန်တော့ဘာလို့မှမသိတော့ဘူးအိမ်ပေါင်းလို့ပေါင်းဘယံမလာလုဂျင်နာလုတော့တာပဲမှားဂျင်နာမှားတော့တာပဲဒါမှမလို့ဆုံးမချက်ကအရေးကြီးဆုံးပြောတာဆက်ရမလားတလောကလုံးမှာတတ္တဝါကုန်ဟာအာယုန်လက်ခံဆုံးဖြတ်တာအရေးကြီးဆုံးပဲဆုံးမချက်လွှဲလိုက်တာနဲ့ဆိုးကျိုးတွေခံရပြီ ဒါဘယ်သူမှမကင်နိုင်ဘူးနော်ကိုမကုခံတယ်ဟုတ်ပါလားအရင်မှန်နော်ဖះဟောတာအဝေးမဟုတ်ဘူးနော်အမှန်တန်ဖះဟောတာကသိမှန်ဆန်တယ်နော်လက်တွေ့ဆန်ဆန်ဟောတာမိမိနဲ့အင်အားတွေဘုရားဗျံပါတာမဟုတ်ဘူးအလုံးမှာရှိနေတဲ့တရားကိုဟောတာဟုတ်ပါလားအခုလုံတော့မယ်ဆိုရင်ဒါဆုံးဖြတ်တာပဲဆုံးဖြတ်ချက်လို့ရှိရင်ဒါလုပ်ခဲ့တော့တွေ့ရမှာကောင်းကျိုးဘယ်လောက်ရှိတယ်လဲဆုံးကျိုးဘယ်လောက်ရှိတယ်တွေ့ရတာပြန်ပြမယ်နော် ရဲပဲပြန်ပြောတာကောင်းတယ်နော်သူမလာပြီခဏတည်းမှားကြတယ်မလို့တထောင်ရင်းလို့ရှိရင်ငါးသိမ်းမြဲလို့သူတည်ထားတယ်အဲ့အမျက်ကိုသူမြင်ထားတာအဲ့တော့ရင်းမယ်နှစ်ထောင်ရင်းမယ်သုံးထောင်ရင်းမယ်သူရင်းတာပေါ့သိန်း90ကျချင်းလေးမြိုက်ပြတောင်းချီရင်းမှာပေါ့ဗဒါပဲသူမြင်တာအဲ့လနှခါထိုးရင်ပဲစဉ်းစားတော့သူကသူ့မှာမြိုက်ဆုံုံသွားပြီနှလုံးစုပူဆိုးသေးတယ်ပေါ့နော်အဲ့ဒီပဲကလေးတွေပြောတော့တပြည့်တည်းသူတို့ဖုန်းလဲထိုင်ဆွေးနားလည်လာကလေးတွေပြောပါမျိုးတော့သူကပေါက်မင်းမကြီးရတာ တပတ်လုံးလုံးထိုးရတယ်ဆိုငါးရက်လုံးလုံးထိုးရတယ်ဆိုတာဒီနေ့ပဲတစ်ထောင်သွေးရင်တလ9000ဖြစ်သွားပြီတပတ်9000ဖြစ်သွားပြီသိလားနော်တလဆိုတာ2000ဖြစ်သွားပြီဆယ်လဆိုတသိန်းဖြစ်သွားမထိုးဘဲထိုင်တသိန်းကကုပ္ပဆံဖြစ်တယ်မထိုးတဲ့တသိန်းကဒီတရားဘုကုပ္ပဆံဖြစ်တယ်ထိုးရင်တော့မတည်ကြဘူးဟုတ်ပါလားနော်အဲ့တော့ကုစိတ်ကလည်းပဲတဘာမကြတာမတည်ကြတဲ့သူတဲ့လုပ်ငန်းပောက်ချင်မှပောက်မှာပောက်မယ်လို့ဘယ်သူမှအတက်မပြောနိုင်ဘူးတရားမှတ် အခုဘိုးတော်လုပ်တဲ့ပုဂ္ဂိုလ်တွေလည်းချုပ်ရှိတယ်မလားပြီးနေတာပဲကွာတတွေးရမယ်မတွေးကြတာမှာဥသိသွားတဲ့ပုဂ္ဂိုလ်တွေလေပေါင်းထောင်ချီသွားနေတာပြီးနေလိုက်တာပဲဟိုတိတိကျမုံမပြောကောင်းလို့ဆိုပြီးတော့တိတိကျမုံနဲ့သူထင်ရပြီးပြောလိုက်တော့ဟာကောက်ရင်လည်းကောက်လာကြတာပဲတဲ့တဲ့သူတဲ့ပါကြတာပဲလူပေါင်း၄၅လောက်ဆိုတဲ့သူတဲ့မှာပေါ့ဟိုကအဲတဲ့လို့ပေါင်းတယ်ဘိုးတော်ကြောင့်ဆိုပြီးသွားပြန်တယ်ပဲတခါလူပြန်နိုင်မယ်ဆိုတော့တကယ်ရတာအဲ့ဘိုးတော်တွေရနေတာဟုတ်တယ်တော်တော်များများမချမ်းသာနေကြပြီပြည့်စုံနေကြပြီ ဟုတ်ပေါ့လားတရားမှတ်တရားမှတ်ပြည့်မလင်းနဲ့နော်တကယ်အတွေးဖော်ကောင်းတဲ့ကလေးကြောင့်ရှိဘူးတဲ့အစဉ်လိုက်ချမ်းသာတစ်ထည်သားလေးတွေကြတော့ပုံမလုံးနဲ့မိမိတော်တို့တော့တဲ့တရားတွေးတယ်တဲ့မထိုးဘူးတဲ့ဒိုင်မဲ့လို့ရင်လုံးမတဲ့သူကမဒိုင်မဲ့လို့မတဲ့တလားဒိုင်ရချုံးတဲ့အကြောင်းဘာမှမရှိဘူးတဲ့တလားဒါပေမဲ့ရဲဖမ်းတော့ခံမှာတဲ့တို့ကပါတယ်ပေါ့နော်တရားပညာရှိတို့ကပညာတတ်တွေးရမှာပေါ့အဲ့ဒါကဘာမှမပေါက်ကြလားနော် 骨头阿骨头是啊，就阿夏天的啦，夏末不行哦，天天骨头不要你啦。那么啦，阿妈我们家呢，最近哪都户外注意咯。天冷啦，老天那边人没生意的，阿骨头可能没啊没。他夏末多么想的，故事蛮干的啦，对这个不要你啦，晓得没啦？哎，别人连骨头可能，哦，你都弄的钱，买给人饭店干的嘞，有的大家想的，不要样了，够吃样的。阿别讲呢，都。 ဥပဒေကင်းတဲ့အလုပ်တွေချမ်းသာနေတာပဲ။ကောင်းတဲ့စိတ်ချမ်းသာရတယ်။ကောင်းအိမ်ရကောင်းစားရတယ်။မစိုးရင်ရဘူး။အေးရတဲ့ဝင်နေချိန်တိုင်းတိတာဘောမြတ်တာလေးပဲတင်းထားပေါ့။ဒါကြဘလောင်းမြတ်တင်းထားရင်ဆယ်လဘလောင်းမြတ်ကိုတိနေပြီ။ဒါလေးမှန်မှန်သွားမယ်ဆိုရင်ကြကြကြောင့်ဘာမှမရှိဘူး။မှတ်ပေါ့လား။ဒါရိုးရိုးလေးတွေ့ကြည့်။အဲ့တော့အဲ့မှာပညာအလင်းမပါတဲ့ပုဂ္ဂိုလ်ဆိုရင်ဘောကအမောင်အကုသို့ခေါ်တယ်အဲ့ဒါ။တခြားသောမရှာနဲ့သမချက်လွဲတာဒီအမောင်အကုသို့ကြောင့်လွဲတာ။လွဲရင်ဆင်းရဲကြပြီမှာလေ။ ြတ်မထင်းတဲ့တရားအောင်မင်းတော့မဟုတ်လားဆုံးမချက်လွဲတာပြောတာဒါဘုရားရတယ်ဆိုတောင်မြုပ်ဒီရှင်ဇဏ္ဍကပြုဇဏ္ဍကပြုနဲ့ဆရာဘုရားကြီးအဆုံးမှာနော်အကုသိုလ်ဘုရားဆိုတာဟေးတဲ့စိတ်ကူးလွဲတာပြောတာရှင်းရှင်းလေးပြောတာအမှန်တန်ကောင်းတဲ့စကားစာနဲ့တရားရှိလိုက်တော့စိတ်ကူးလွဲတာတဲ့မဟုတ်တာဟုတ်မှတော့စိတ်ကူးလွဲမိတာတဲ့သူကဆုံးမချက်လွဲတာပြောတာတော့မဟုတ်လားအမှောင်တက်ကများလာတော့ပါ မဟုတ်တာမှသူလှချင်းလေးပေါက်လာပြီးတော့ရမယ်ထင်ပြီးလုပ်တာကွာအဲ့ဒါကအကုသိုလ်များလို့အမောင်းတညာလို့မရခဲ့တော့ဘာနဲ့လုပ်မလဲဆိုကြအပြုကိုဝင်မလာတာတော့မဟုတ်ဘူးနော်ကိစ္စမှာအလုံးမရှိပါဘူးရှေ့မှာလှုပ်เสียညံတိပေးเสียအဆိုင်ပေးကြမရှိဆိုရင်မန်လျှော့လိုက်ပါလက်ပြားကြီးကလည်းလျှော့တော့လုံးစရာရှိတယ်လို့အမိသာတဝင်လို့ရှိရင်တင်းပြီးကြိုးချင်တော့တာပဲအချိန်မခံတဲ့တော့ပြန်မှန်းပြီ ုလျှောက်လိုက်ဆိုအာလုံးကိစ္စပြီးကုန်ပါပြီ။ငါနဲ့ငါကိစ္စလည်းမျောတာလမ်းဆုံးတကယ်တော့မရှိတော့ပါဘူး။အလားတည်းမှကြည့်တော့လည်းပဲအတိတ်အတ္တပေါ်မြတ်တတ္တဝအထက်သူကမရှိတဲ့အပြင်အဆုံးတိုင်ဖြစ်ရမယ်တဲ့ဝိရဓမ္မသင်္ခါရပဲရှိတော့။တပြားကြီးများအကျိုးအားလုံးရောက်သွားပါလိမ့်မယ်။အောင်မင်းရဲ့ဟာထာတော့ပြောကြလို့ကြမရှိဘူးအကုန်ပြန်ပြန်လျှောက်လိုက်တာပဲနော်။ ကိစ္စအလုံးပြီးသွားပါပြီပြီးဆုံးနေပါပြီဒီမိစရာလူမိစရာကိစ္စမရှိပါအင်္ဂိစ္စဘဝဉ္စကိစ္စတာဒီမိကိစ္စဖာကိစ္စကိဖြစ်အကောင်ထင်းလို့ဖြစ်တာကြီးပဲတဏှာထရတဲ့နှုတ်ဆုံးပဲမြေကြီးမှလမ်းဆုံးပဲတဲ့ဘာကိစ္စမဖြစ်အောင်ပြီးဆုံးပါပါပြီလို့ပါပါ ဆိုရင်ဒါလည်းမရှိတော့ပါဘူးအတေတေလောင်ရင်ကုန်ထင်းရင်ပြဝရဓမ္မသင်္ခါရပဲရှိပါတော့တယ်တိတ်ဆိတ်နေပါလေဘာစကားမှလည်းပြောစရာမရှိဆက်တွေ့စရာလည်းမရှိအဆုံးတတ်ပါပဲ